ကိုယ်မှရှိတဲ့ iPhone ကို smart charger သုံးလို့ရမယ် feature 3ကိုအခုပြောပြပါမယ် iPhone ရဲ့ decentric video ပေါ့ပထမဆုံးတစ်ခုကကိုက website တခုလေးဝင်ကြည့်ရတဲ့အခါမှာ iOS နောက်ဖို့ကောင်းတဲ့ app တွေကြော်ညာတွေပေါ့နော် iPhone တွေမှာမမြင်ချင်းဖြောက်ထားလို့ရတဲ့နည်းလမ်းလေးရှိတယ်။အဲ့ဒါကိုဘယ်လိုသုံးရမလဲဆိုတော့အခုပြောပြပေးမယ်။ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပထမဆုံးကိုသုံးနေကြ website ထဲဝင်ရမှာဆိုတော့ကျွန်တော် Safari ကနေပြီးတော့ကိုသုံးနေကြ website ထဲဝင်လိုက်မယ်။အဒီမှာဆိုရင်ကျွန်တော်တို့လောင်းကစားကြော်ညာတွေတွေ့ရတယ်ပေါ့နော်။အားတွေကိုကမျက်စိနောက်လို့မကြည့်ချင်ဘူးဆိုရင် ဒါလေးကိုနှိမ့်ရမယ်ဆိုတော့ကျွန်တော်ဘယ်ဘက်ရဲ့အောက်ဖက်ထောက်မှာရှိတဲ့ဒါလေးကိုနှိမ့်လိုက်မယ်ပြီးရတော့ height distraction item နှိမ့်မယ်ကို height ချင်တဲ့ကြော်ညာပေါ့နော်အဲ့ဒါလေးကိုနှိမ့်ပြီးတော့ height လို့နှိမ့်လိုက်ရင်ကျွန်တော်တို့ star node လက်ဖြောက်ပြီးလိုက်ပြီး height သွားမယ်ပေါ့နော်ပြီးကြရင် down ကိုနှိမ့်မယ်ဆိုရင်လုံးဝ height သွားပါပြီကျွန်တော်နောက်တစ်ခုထပ်လုပ်ပြပါမယ်ဒါလေးကိုနှိမ့်မယ် height distraction item နှိမ့်မယ်ကြာရင်ဒါလေးကိုနှိမ့်ပြီးတော့ height လို့နှိမ့်လိုက်ရင်ရောက်တာပါပါအဲ့လိုမှမဟုတ်ဘူးမိတ်ဆွေရဲ့ကြော်ညာကိုကြည့်တဲ့တဘာဆိုရင်ပြန်ဖွားမယ်နီလန်းလေးကိုလည်းပြောပြနိုင်မယ် ါလေးကိုဘယ်လိုပြန်ဖုံးအောင်လဲဆိုတော့ကျွန်တော်တို့ခုနကနှိပ်တဲ့နေရာလေးပဲပြန်နှိပ်မယ်ပြီးတော့ show hidden item နှိပ်မယ်ပြီးတော့ show လို့နှိပ်လိုက်မယ်ဆိုရင်ကြော်ညာလေးတွေပြန်ပေါ်လာပါမယ်နောက်တစ်ခုကတော့ကိုအက်တစ်လောက်ထားတဲ့ပုံလေး color ချိန်ထားတဲ့ပုံတွေကပုံပုံစံအတိုင်းအခြားပုံတွေမှာလည်းလိုချင်တဲ့ဆိုရင်ကျွန်တော် manually လေးရလိုက်ပြီးတော့လုပ်နေစရာမလိုဘဲနဲ့ one click နှိပ်လိုက်ုံနဲ့ iPhone တွေမှာလုပ်လို့ရတယ်ဒီ feature လေးကိုဘယ်လိုသုံးအောင်လဲဆိုတော့ခုပြောပြပေးမယ်ဒီ feature လေးကိုဘယ်လိုသုံးအောင်လဲဆိုတော့ကျွန်တော်တို့ပထမဆုံးကိုရိုက်ထားတဲ့ဓာတ်ပုံတွေဝင်မယ်အဲ့တော့ကျွန်တော်တို့ photo တွေဝင်လိုက်မယ် ရာဒီမှာဓာတ်ပုံတစ်ပုံရှိတယ်။ဒီအောင်ကျွန်တော် edit လုပ်လိုက်မယ်ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော် edit ပြပါမယ်ပေါ့နော်။ဒီ edit ထားတဲ့ပုံစံတိုင်းအခြားပုံတွေမှာလည်းကျွန်တော်လိုချင်တယ်ဆိုရင်ကျွန်တော် manually လိုက်ပြင်နေစရာမလိုဘူး။ mark link နဲ့လုပ်လို့ရတယ်။ဒါလေးကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ပထမဆုံးကို edit ထားတဲ့ပုံလေးရှိပါပေါ့နော်။အဲ့ပုံမှာအဆက်သုံးချက်ရှိတယ်။အဲ့လေးနှိပ်လိုက်မယ်။ပြီးတော့ကျွန်တော်တို့ copy edit ကိုနှိပ်လိုက်။ပြီးတော့ copy လုပ်လိုက်မယ်။ပြီးတော့ကိုဖြည့်စေချင်တဲ့ပုံနော်။ဒီ edit ထားတဲ့ပုံတိုင်းဖြည့်စေချင်တဲ့ပုံသွားမယ်။ ကျအဆက်လေး30ကိုနှိပ် your face edit ကိုနှိပ်လိုက်မယ်ဆိုရင် ရှေ့မှာကျွန်တော် edit ထားတဲ့ပုံတိုင်းဒီပုံမှာ edit လုပ်ပြီးသွားပြီနောက်ထပ် mic တစ်ချက်တစ်ခုကတော့ကိုကပုံတစ်ပုံနဲ့ကိုဒီလိုမျိုးပုံနဲ့ဖြစ်စေချင်တာမဟုတ်ဘူးပုံนี่အများကြီးပေါ့နော်ဒီမှာကျွန်တော်ပုံนี่အများကြီးရိုက်ထားတယ်အဲ့ပုံนี่ဒါဖြစ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ပထမဆုံးကျွန်တော်တို့ဆက်လက်ထဲကိုဝင်လိုက်မယ်ပြီးတော့ကိုဖြစ်စေတဲ့ပုံนี่ကိုဆက်လက်နှိပ်လိုက်ဆက်လက်မှတ်လိုက်မယ်ပေါ့နော်ဒီကြတော့ကျွန်တော်ညာဘက်ရဲ့အောက်ဆုံးတောင်လေးမှာရှိတဲ့အဆက်၃၀လေးကိုနှိမ့်။ဒီကြတော့ face editing လေးကိုနှိမ့်မယ်ဆိုရင် ကျွန်တော်ရှေ့ဆုံးပုံမှာ edit ပြင်ထားတဲ့ပုံတိုင်းအခြားပုံတွေမှာလည်းပြင်ပွားပြီပေါ့နော်နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ privacy နဲ့ဆိုင်နေပေါ့နော်ကိုကကိုယ့် phone ကို lock ချထားတဲ့အချိန်မှာအခြားလူတယောက်က lock ချထားတဲ့ဟာကို control center ကြီးကိုဆွဲပြီးတော့ control center မှာရှိတဲ့ quick setting တွေနဲ့နှိပ်ချတာနှိပ်လို့မရအောင် iPhone တွေမှာ base setting ကနေတွားပြီးလုပ်လို့ရတယ်ဆိုတော့ကိုခုပြောပြပေးမယ်ပုံမှန်ဆိုရင်တော့ iPhone တွေမှာကကိုက lock ချထားတဲ့ဆိုတော့မှကိုယ့်ရဲ့ control center ကိုဆွဲချပြီးတော့ quick setting မှာနှိပ်ချတာနှိပ်လို့ရတယ် ်မက်ဆေ့ချ်ကိုယ့်ရဲ့ privacy အတွက်အဲ့လိုမလိုချင်ဘူးဆိုရင် iPhone တွေမှာပိတ်ထားလို့ရတယ်ဒီ feature လေးကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်တို့ပထမဆုံး setting ထဲဝင်မယ်အဲ့တော့ audio ကိုနည်းနည်းလေးဆွဲချပြီးတော့ face id နဲ့ passcode ထဲဝင်မယ်ဒီမှာတော့ကျွန်တော် video ရိုက်မှာဆိုတော့ passcode အလွယ်ပဲထားထားတယ်ကျွန်တော်ရိုက်လိုက်မယ်ပြ audio ကိုနည်းနည်းဆွဲချလိုက်မယ်ဆိုရင်ဒီမှာ control center လေးကို on ထားရတွေ့ရမယ်ဖုန်းတော်တော်များများစသချင်းပေးခင်မှာ on ထားတယ်ပေါ့နော်အဲ့လေးကို off လိုက်မယ် ကွန်ထရိုးစင်တာကိုဒီမှာကျွန်တော်ပိတ်ပြီးတော့ပြန်ပြီးတော့ဆွဲချမယ်ဆိုရင်ဆွဲချလို့မရတော့ပါဘူး။ဒါကတော့ကျွန်တော်တို့ iPhone တွေကို smart ကြကြတုံးလို့ရတဲ့ disentry 3ကိုပြောပြပေးတာဖြစ်ပါတယ်။နောက်နေ့နောက်နေ့ video တွေမှာလည်းဒီလိုမျိုး iPhone နဲ့ပတ်သက်တဲ့ feature လေးတွေကိုပြောပြပေးသွားမှာမလို့ကျွန်တော်တို့ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်ပြောနေမယ်။အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်အောက်ခတ်ပါ။